in sees မှာဒီစေးပေါက်တာပေါ့နော်ကောင်းလားပြင်ပါအန်ရရှိတယ်ဘာလဲတတိထားရမလဲပေါ့အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပုံမှန်တိုင်းပြောပြောပြနေကြတာဒီပေါ့နော်ကျွန်တော်ဆွေးနွေးအကြံပြုတယ်အကြံပြုမယ်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ easy လေးနားထောင်လို့ရတယ်နားဖောင်ရင်လည်းကြော်တော့ပေါ့ဗျာအဲ့တော့စေးပေါက်ပြီဒီစေးကကောင်းလားမကောင်းလားဒုက္ခပြီးမှလားဆိုလူတိုင်းကတော့ပေါက်ပြီဆိုရင်ကောင်းလို့ပေါက်တာရှင်းရှင်းလေးပဲကောင်းမယ်ထင်လို့ပေါက်တာ ကောင်းခြင်းဆိုးခြင်းဘသူကတည်ကြည်ကြသည်စီးပေါက်ပြီးတဲ့သူပါပဲတည်မယ်တခါလေစီးပေါက်ပြီးတဲ့သူကိုရတယ်ပညာမဆုံးဘူးမဆုံးသေးလို့ပဲဖြစ်စီတိတ်ပြီးတော့စမ်းသပ်မှုအားနည်းသေးလို့ပဲဖြစ်စီလက်တဲ့ဆန်းလိုက်တာပဲဖြစ်စီဘောနော်လက်တဲ့ဆန်းနဲ့ဆိုတာသူထိုးနေချက်ပညာဝင်မဟုတ်ဘူးမင်းကိုစမ်းသပ်ပြီးတော့ရှီချောင်ထိုးပေးလိုက်တာအဆောင်ကြည့်ဖို့ဒါတွေရှိတယ်နော်ရှိတတ်တယ်မရှိဘူးလို့မပြောမပြောနဲ့ဘာလို့ဆိုဘတ်စုံစဉ်းစားရမယ်နော်အိမ်အောင်ပြုဖျားတယ်ဈေးမင်းဆုပ်ထိုးတသက်လုံးပြင်လို့မရဘူးဘတ်ဆို ဒုက္ခရောက်လို့ဆိုပြီးတော့အဲ့စီးခွာချပြီးညံကောက်ချတာလို့မျိုးအလုပ်ပြစ်လိုက်လို့မရဘူးเนาะလက်ဖွဲ့ရေအဆောင်နေမဟုတ်ဘူးเนาะလက်ဖွဲ့ရေအဆောင်နေကမင်းမကြိုက်ဘူးဆိုရှင်းလွတ်ပြစ်လိုက်လို့ရဆက်ရှင်းဘေးနားချထားလိုက်လို့โอเคခန္ဓာကိုယ်ပေါ်မှာဒီလက်ပတ်လေးအဆင်မပြေလို့ဆိုရင်လက်ဘတ်ဆိုကောက်ခွာပြီးအောက်ချထားလိုက်ဘာမှလုပ်လို့မရဟုတ်လားအဲ့မဲ့လို့ခန္ဓာကိုယ်မှာပေါက်လိုက်ပြီးဆိုရင်သွားပြီเนาะတွေးတဲ့အထိစီးစင်အစည်းဝင်သွားပြီကိုယ်သွေးသားထဲမှာကတ်သွားပြီကိုယ်သားမှာကတ်သွားအရေးကုန်ဆွဲခွာပလိုက်မှရเนาะလေဆာလေးပြစ်မှာ ဒါမှပဲပြောင်းပေါ့နော်အဲ့တော့ပင်ဆရာတွေနဲ့အဆောင်တွေဖယ်ပြက်ကြပြီးမိန်းတွေပြန်ရပြီးဆရာတွေကတ်တယ်ပေါ့နော်အဲ့တော့အဆောင်လက်ဖွဲ့လေးတွေကဘာလို့ဆိုအာဟဲ့လားရေစည်းရည်လာကောင်းတဲ့ချောင်းတွေမြောင်းတွေမှာညှောလိုက်ရဒါမှမဟုတ်အဝေးကိုလွှတ်ပြက်လိုက်ရနော်အဲ့လိုမျိုးမီးရှို့ပလိုက်အဲ့တော့စေးပေါက်ပြီးဟိုစေးပေါက်တာကလည်းနှမျိုးနှစားရှိတယ်တချို့ကလည်း တစ်မျိုးမဟုတ်ပါဘူးတစ်မျိုးတည်းပါပဲအာတတူးထိုးတဲ့သူပေါ့တတူးထိုးတဲ့သူတွေတတူးထိုးရတာကြိုက်တဲ့သူတော်တော်များကတော့ဒီဆေးကိုလည်းပောက်ကြတာပေါ့တတူးထိုးတယ်ဆိုတာဆိုတော့ကြိုက်လို့နှုပညာနေနဲ့ထိုးတယ်ယောက်ျားတွေကြတော့လည်းနှုပညာနေနဲ့ထိုးတယ်ဒါမှမဟုတ်လို့ရှိရင်လည်းယောက်ျားဆန်ခြင်းလို့ယောက်ျားယောက်ျားပီတာခြင်းယောက်ျားနဲ့တူခြင်းလို့ယောက်ျားနဲ့တူခြင်းလို့ဆိုတာခက်အေးပေါ့ အဲတချို့တွန်ပိုင်းနေဆိုလို့ရှိရင်လည်းဒါယောက်ျားလေးနဲ့မတူတူအောင်လိုက်ထိုးရပါတော့။အဲသူတို့ကဒီလိုခတ်ထန်တဲ့ပုံစံ၊ကျန်းတန်းမာကျောတဲ့ပုံစံဟုတ်လား။ဒါကိုကြိုက်။အသားနာတာကိုကြိုက်။ကျွန်တော်ဆိုလည်းအသားနာတာကိုကြိုက်။အသားနာဟိုလိုကြီးနာမဟုတ်လို့အဲ့နဲ့ပေါက်တာလို့။ဘာလို့ကျွန်တော်ဆိုဒီတိုင်းနေနေတော့မဟုတ်လို့ခြေခြေသေးတွေပါလို့ရောင်ပြီးတော့လက်ကြီးနဲ့ကုတ်ပြီးခွာနေ။ဟုတ်လို့ခြေဆွဲတွေပါလေ။သွားကင်ပြီးလို့ဆွဲနှုတ်လိုက်တာပါလို့ဆိုရင် ဟောင်းလောင်းပေါက်လေးကျန်ခဲ့တယ်သူတွေထွက်လာတယ်အဲ့ခံစားချက်ကိုအတိကြိုက်တာအတိအတိကြိုက်တာလုံးဝရှယ်ကြိုက်တာလုံးဝပျော်သွားတာအဲ့လိုချင်းအဲ့လိုမျိုးအဲ့လိုပဲတက်တူးထိုးတဲ့ချိန်ကျရင်လည်းစူးနေရရတာလေးကကောင်းတယ်နော်အရင်နာလိုက်တော့လဲတော်သားတော့โอเคအဲ့တော့ပြီးတော့ဒီ log in ဈေးတွေပေါက်တယ်ချိန်မှာလဲမနေ့ကကျွန်တော်ပြောခဲ့သလိုပဲ log in ပညာကိုအဲ့လိုပုံမြင်ဆန်းဆန်းထင်တဲ့သူတွေနော် လို့ရှင်ဆန်ဆန်ထင်တဲ့သူတွေများသွားပြန်အဲ့လိုတွေအဲ့လိုတွေအဲ့လိုထင်ပြီးပေါက်တာများပါတယ်နော်တချို့ကလက်လာပါကောင်းအောင်စောကြည့်အောင်ထုတ်ပြီးထားပြီးနော်အဲ့တော့ဟိုလက်ပွင့်တာပါညာထားလိုက်အောင်မင်းဓာတ်တွေကပေါက်ပြီးသွားပြီဆိုရင်အချိန်ကိုကစောင့်ကြည့်အောင်တကယ်ဟုတ်မဟုတ်ဆိုတာစောင့်ကြည့်အောင်တကယ်လို့တကယ်လက်ပွင့်တာမဟုတ်ဘူးဆိုရင်ခွာချလို့မရဘူးအဲ့ဒီအေးဆေးရဒါပေမဲ့အလှလှတော့လှတယ် အနည်းဆုံးလှတော့လှဟာကြည်လိုက်ဟာမောဆရာလို့လို့ပြောလို့လို့ ਨੇ ဟလာအထာတော့ဟာမိုက်တွေဟာစီးနေနေနော်အဲ့တော့ဒီပေါက်လိုက်ပြီစီးနေအင်းနေပေါက်လိုက်ပြီဒုက္ခရောက်ပြီမင်းမခံရတာဟုတ်ပြီအမဆရာရင်းနဲ့စစ်ပြီနော်ဆရာရင်းနဲ့စစ်ပြီပြီးတော့ဒီစေးဆောင်တွေဖယ်ပြီးပေါ့နော်ဖယ်လိုက်ပြီမင်းပြန်ပြီးလိုက်လှုပ်လိုက်โอเคကောင်းပါပြီ သို့တော့အယုတ်ဒီပေါက်ထားတဲ့သူအင်းစေးစမလည်းအကုန်လုံးနန်သွင်းလို့ရတယ်ကွာနော်အဲထားတော့အယုတ်ဒီပေါက်ထားရအောင်အဓိကအားထားပြီးတော့ဘလူးယုတ်ဒီဟာလာအဲ့လိုပဲဟနုမန်ဆိုလည်းမြောက်ယုတ်ဒီကြားယုတ်ဒီဟာလာလူယုတ်ဒီသစေယုတ်ဒီကိုဝေယုတ်ဒီနော်ပေါက်ထားယုတ်ရှိရင်နန်ကိန်းလို့ရနန်ကိန်းလို့ရဆိုကြတော့နန်သွင်းလိုက်မယ်ဆိုရင်လည်းဝင်လို့ရတယ်အနေထားမှာရှိတယ် အဲ့ပထမအဆောင်တော့ထုတ်ပေးလိုက်ပြီးကောင်းသွားပြီဟုတ်ပြီနောက်တစ်ကောင်ထပ်သွင်းမယ်လေနော်အဲ့မရှိရဲ့အဲ့ကုရဲစရာပိုင်နေရှိရဲဆိုရင်နော်နောက်ထပ်လည်းမကောင်းတဲ့အဆောင်နေဘလို့စားမျိုးမှာဝင်လို့မရစရာဝင်ကိန်းလို့မရစရာတခါလေးအဲ့လိုမျိုးအမိန်ပြန်ပေးလိုက်တယ်ဆိုရင်တော့โอเคပြဿနာမရှိဘူးနော်အဲ့ဟိုဟာ talent ဆရာကြီးအနေနဲ့ဆရာကြီးအနေနဲ့လည်းဒီလိုအဲ့လိုမျိုးလုပ်ပေးရတဲ့ခါကျရင်အဲ့ဒီအမိန်လေးကိုပြန်ပေးပါဘောနော် အဲ့လေးတော့မမေ့စီဘူးနောက်ထပ်လည်းဘယ်လိုမကောင်းတဲ့အဆောင်ပုဂ္ဂိုလ်မှဝင်ပြီးတော့နေရာယူလို့မရစေနဲ့ဂိမ်းလို့မရစေနဲ့စသဖြင့်အဲ့တော့အဲ့ကိုးဆောင်နဲ့ကိုးကိုပြန်တတ်တာတွေအများကြီးရှိဥပမာအဲ့အဲ့ရုပ်ထဲကိုနန်သွင်းဇာတယောက်ကအာဘလူးရုပ်ထူတာဘလူးလေးကောင်အလန်းပြီးတော့မန်တန်းရုပ်ပြီးတော့အဲ့ရုပ်ပေါ်မှာသွင်းလိုက်တယ်သူ့လူပြောသွားတယ် ไอ้บลูออกมากูคายไอ้กองเฮียถ้าบอกว่าหมองๆเนี่ยขนาดกูเนี่ยหมองๆเนี่ยขนาดกูบลูยกโทก็ไอ้หมองๆเนี่ยบลูยกเดี๋ยวแหนตวินไล่ไอ้แหนตวินဝင်วาได้เฉยมาไอ้แหนลั่นคายไอ้หมองๆเนี่ยเฮียเอาเลยไม่รู้ลีทายหมองๆอ่ะมากูเอากูด่าดิกောက်กันกูเลยเป็นนี่กูลีกูเลยดิกูท้าข่มเนาะด่านี่ก็တော့โหยินတော့ရှိแกခုနောက်ပိုင်းတော့နေသွားပြီဒါပေမဲ့ဒါတွေကလှုပ်လို့ရသေးရဲ့နော်နော်အခုချိန်ကြီးလှုပ်လို့ရသေးရဲ့ ော့ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီဟာတွေသိတယ်တက်တယ်လိုအပ်ရင်သုံးတယ်လိုအပ်ရင်သုံးတယ်ဆိုအဲ့လိုအနေနဲ့သုံးတာမဟုတ်ဘူးအဲ့လိုဆရာပြန်တိုက်ခိုက်တယ်ဆိုရင်သူ့သူ့ဆောင်တဲ့သူ့ပြန်ပြီးတော့ကာရတာပြန်တိုက်ရရှိအောင်ပေါ့နော်အဲ့လိုရှိအဲ့ဆေးပေါက်တိုင်းမကောင်းဘူးအနေဖြစ်နိုင်ကြီးတွေကတော့ပူများတယ်ခုနောက်ပိုင်းဆေးပေါက်ဆေးထိုးဆေးပေါက်တွေအများကြီးလာလို့ကျွန်တော်ပြောပြတာပါဟိုကောင်းတဲ့ဆရာကြီးလည်းအများကြီးပါနော် အဲ့တော့ကိုပေါက်တဲ့ဆေးကကောင်းတယ်မကောင်းဆိုတော့ကိုကလည်းဘာမှမသိတာမဟုတ်ဘူးကိုထိုးပေးပေါက်ပေးတဲ့ဆရာကပဲသိတာဟုတ်နော်သူ့ကိုယုံကြည်တဲ့စိတ်တစ်ခုရဲ့နဲ့ဟာဟာဒီဆရာကချောလိုက်တာဆိုပြီးဖွင့်ကြောင်းညင်းလို့သွားတဲ့သူနဲ့ဒီဆရာမလေးကချောလိုက်တာဆိုပြီးဖွင့်ကြောင်းညင်းလို့သွားပေါက်တဲ့သူနဲ့ဖွင့်ကြောင်းခုံဆောင်သွားတာနော်အဲ့တော့ဟာလေးသတိထားပါကျွန်တော်ဒုက္ခရောက်မှဆိုလို့ပေါ့နော်အဲ့တော့တကယ်ကောင်းတဲ့ဥစ္စာဖြစ်သွားရင်တော့ကိုတို့ကတော့အကျိုးအနည်းအများကြီးရှိပါတယ် ကဲမကောင်းဘူးဆိုလို့ရှိရင်လည်းပြဿနာကြီးအများကြီးရှိပါတယ်အဲတော့လက်ဖွဲ့တွေဈေးတွေအင်းတွေဒီမွေးတွေစောင်းတာကပြဿနာမဟုတ်ဘူးလွတ်ပြေးလိုက်လို့ရတယ်ကျွန်တော်ကိုယ်တိုင်တော့အားကြောင့်မလို့တောင်းတော့ဒီမြောက်ဈေးမပေါက်ပေဘူးကိုယ်တိုင်လည်းဈေးတွေမပေါက်ဘူးအများကြီးလိုအပ်တဲ့ဈေးတွေပဲပေါက်တယ်ကျွန်တော်ခန္ဓာကိုယ်မှာလာကြည့်လိုက်ဘာဈေးမှမရှိဘူးမမြင်ရဘူးနော်မတွေ့ဘူးဟိုမင်းကြီးမမြင်ရတဲ့နေရာမှာပဲလိုအပ်တဲ့လောက်နည်းနည်းပါးပါးပဲပေါက်ထားတာဒါပဲ ပေါ့နော်နည်းနည်းပါဆိုရင်မဲတကယ်အရေးကြီးတဲ့ပညာဝင်တွေပဲပေါ့တာပေါ့ဒါပါပဲအဲဆိုလို့ကျွန်တော်နားလည်မယ်လို့ထင်ပါတယ်နော်အဲ့တော့ဟိုမရှင်းတာရှင်းလဲကျွန်တော်ကောင်းမှမှရေးသွားပါရေးသွားပါဘူးနော်သိချင်တာရှင်းလဲမေးခဲ့ပေးပါနော်ဖြေပေးပါမယ်ပြောဖို့ကြံခဲ့ရကျွန်တော်ဆိုလို့ရှိရင်ရောစေးတွေပါတယ်အများကြီးမပေါက်ထားတော့ဘလိုတွေတုံးလဲပေါ့နော်ကျွန်တော်ဆိုရင်တော့ခုနကကျွန်တော်ပြောသွားတဲ့အထက်မှာပါတယ်လက်ဖွဲ့တွေအင်းတွေ ဒါမျိုးတွေသုံးတယ်ပေါ့နော်လောက်ဘွဲဆောင်ရတယ်ဆွဲယူတက်ဆောင်ဆွဲယူဆွဲတယ်တက်ဆောင်ဆွဲယူအခုကကျွန်တော်မရှိလဲပြဿနာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲ့တက်ဆောင်ဆွဲယူကကျွန်တော်နဲ့တသက်လုံးနှစ်ရည်နှစ်ရှည်လာများရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တာဝန်ရှင်ရှိလို့ဆွဲထားတယ်အဲပီရဆိုရင်ပီရစီးတွေကျွန်တော်ပေါက်မထားဘူးကျွန်တော်ရဲ့ပီရရေမွေးကိုသုံးလိုက်တယ်အစီပဲမလိုရင်မသုံးဟုတ်တယ်မလားပြီးရင်ပြောကတိုက်တွေရှင်းနေစီးเนาะအဲ့လိုမျိုးဆိုလို့ရှိရင်ဆရာခိုင်းစီးတွေ တကယ်အင်းနေပါပါတဲ့စီစီမံပေါ့ကျွန်တော်စီမံအများဆုံးတုံးလဲအဲ့လက်ဖွဲ့တွေမဆောင်ဘူးအဲ့စီမံလေးကိုကျွန်တော်မျက်ခုံးလေးမှာတုပ်သွားတယ်ယောက်ျားဆိုတော့ဗျမျက်ခုံးတုပ်လိုက်လို့ရှိရင်မျက်ခုံးလေးလည်းနက်နက်မှမောင်းလေးနဲ့ကြည့်ကောင်းတယ်ပြီးရင်ဘသူကဘသူကကိုယ်နဲ့မျက်လုံးချင်းရှင်ကြည့်မယ်ဒါမျိုးပေါ့ဟိုပြောချင်တာဒီပညာသင်နဲ့တွေ့တဲ့အခါကျရင်ကိုယ်နဲ့မျက်လုံးချင်းရှင်ကြည့်ရတော့ဘာလို့ဆိုရင်ကိုကကိုယ့်ရဲ့အင်းနေစေးတွေစမတွေကိုပေါင်းဆက်ထားတဲ့စီမံကိုမျက်ခုံးတည်းတည်းမှာတုပ်ထားတာ မျိုးလုံးချင်းရှင်ကြည့်မယ်ဆိုရင်တော့ကြည့်ဖို့မလွယ်ဘူးဟုတ်နော်သူအိတ်ထန်အောင်ခံနိုင်မှာမဟုတ်ဘူးအဲမျက်ခုံးဆိုတော့ယောက်ျားဆိုတာလည်းမျက်ခုံးကောင်းရတယ်ပေါ့အဲမျက်ခုံးကနက်နက်မမောင်ဖြစ်နေစီလေးဆူဆူလေးနဲ့ဆိုတော့အဲဒါမျိုးပေါ့နော်ဒါခေ fashion အနေနဲ့ပြောတာပေါ့နော်အာအာမျိုးရှိရဲ့ ပြီးတော့ပြိုင်ဘက်ကကိုယ့်ကိုကြည့်တဲ့အခါမှာကိုယ်မှာဘာလက်ဖွဲ့မှာမပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘာအင်းစေးစမမပေါက်ထားတာမတွေ့ဘူးဆိုရင်သူတို့ကိုယ့်ကိုထင်သေးမယ်ကျွန်တော်လိုထင်သေးရအောင်ကြိုက်တယ်ကျွန်တော်ဘာမှမတက်ဘူးလို့ထင်တော့ကြိုက်တယ်အဲ့တော့ကိုယ့်ဘက်ကအားသာချက်အများကြီးရှိတယ်ပေါ့နော်အဲ့ဒါပါပဲ